Mr. Wilson comes from Tanzania. Trying to speech of women for five years. Ever since the dark medium woman. It's true, man of God. Why yes. are you it's, wondering? Oh, I didn't expect if you will speak about it. Deliverance is going on in his life. I go to the cause of your problem. Yes, That is my gift. Glory be to God. Thank you, Jesus. My name is Bresson Minja. I'm from Tanzania, man of God. What you said is true. I have two children with that small woman, Doc. Ever since that two man, I have no peace, you have. It is true. The dark short woman was my first wife. I have two children with her, but we separated. Since separation, there is nothing working in my life. I thank you, God, for revealing my problem. I thank Prophet for praying for me. And I ask Jesus to forgive me for the salvation for my soul. tura မဆီရိုမင်္ဂလာပါတပီဒီဖိုင်ကတော့အလွန်ပဲတူတာဖြစ်ပါတယ်ဆိုတော့ဒီလူထဲမှာက spiritual woman လို့ခေါ်ပါဘာနတ်မိမရှိတာ၅နှစ်ရှိသွားပြီဖြစ်တယ်အဲဒါတော့ ဒီနတ်မိမသူ့ထဲကိုဝင်တဲ့ခါမှာသူကဘာဖြစ်လာလဲဆိုတော့အိမ်ထောင်ကွဲသွားတာဖြစ်တယ်။ဆိုတော့ဒီနေ့ဒီယောက်ျားကလေးတွေထဲမှာနတ်မိမဝင်တတ်တယ်။မိန်းကလေးတွေထဲမှာနတ်ယောက်ျားဝင်တတ်တယ်။အဲ့ဒါကိုအိမ်မက်ယူပါယူမှာတွေးနေတာဖြစ်တယ်။ဆိုတော့ဘေးပါတာဘေးလူမျိုးမှာပဲဖြစ်ဖြစ်ဒီလိုနတ်ယောက်ျားနတ်မိမဝင်ပြီဆိုလို့ရှိရင်ကိုထင်တဲ့အတိုင်းဖြစ်မလာဘဲနဲ့အိမ်ထောင်ပြတ်တာ စီးပွားပြတ်တာအစိတ်ဖောက်ပြန်သွားတာအများကြီးဖြစ်လာနိုင်တာဖြစ်တယ်ဆိုတော့ဒီနှက်ယောက်ျားနှက်မိန်းမဝင်တဲ့အခါမှာကိုယ့်အတွက်မကောင်းဘူးကိုမိန်းမအတွက်မကောင်းဘူးဆိုတော့ဒီတယောက်ကတော့ဒီနှက်မိန်းမဝင်တဲ့အတွက်အိမ်တောင်ကွဲသွားတာဖြစ်တယ်အင်းအောင်ကွဲပြီးတဲ့နောက်မှာသူကဘာလို့လို့မအောင်မြင်တော့ဖြစ်တယ်။ဒါကြောင့် profession ကိုလာတဲ့အခါမှာနတ်မိမကိုနင်ထုတ်ပေးတာဖြစ်တယ်။ဆိုတော့နတ်ယောက်ျားနတ်မိမကိုအိမ်မက်ထဲမှာတွေးရမှာဖြစ်တယ်။ အဲ့လိုဝင်ဝင်တွေ့ပြီဆိုလို့ရှိရင်ကိုယ့်ထဲမှာနှက်ယောက်ကြာနှက်မင်းမရှိတယ်ဆိုတာသိဖို့လိုတယ်အဲ့ဒါကကိုယ့်အတွက်မကောင်းဘူးဆိုတာဘုဒ္ဓရာတူနိုင်ရန်အတွက်ဘာသာပြန်ပေးတာဖြစ်ပါတယ် Mr. Wilson from Tanzania, the speech of women for five years. ဆိုတော့သူကတန်ဇာနီးယားနိုင်ငံကနေယူဂန်ဒါကိုလာပြီးမှဆွတောင်းခံတာဖြစ်တယ်။သူမှ spiritual woman နတ်မိတ်မဝင်ထားတာ၅နှစ်ရှိသွားပြီဖြစ်တယ်။ ever since the dark medium woman ပရိုဖက်ပြောတာကနင်းရဲ့ပြဿနာကဘယ်ကနေစတယ်လဲဆိုတော့အဲ့ဒီအရက်တိတ်မပူမရှိဘောနော်အဲ့ဒီအလူမဲမလေးနဲ့ပြဿနာဖြစ်တဲ့အချိန်ကနင်းဝိညာဉ်ပြဿနာစတယ်လို့ပြောတာဖြစ်ပါတယ် It's true man of God why you wonder oh I didn't expect if you will speak about it နင်းဘာဖြစ်လို့အော်ဒါလဲလို့ပြောတဲ့ခါကျတော့ ဲ့ဒီအကြောင်းပြောလာမယ်လို့လုံးဝမမျော်လင့်ထားဘူးလို့ပြောပါတယ်။ဒါကနတ်မိမကိုနင်းထုတ်ပေးတာဖြစ်ပါတယ်။ I go to the cause of your problem. ငါကနင်းပြဿနာရဲ့အရင်အမိကို ပြောပြတာ That is my gift. That is my gift. အဲ့ဒီဟာအဲ့ဒီနင်းနေတဲ့နင်းရဲ့ပြဿနာရဲ့အခြေအမြစ်ကိုပြောနေတာ။ ဘုရားသခင်ကျွန်တော်ကိုပေးတဲ့ prophet ညံဖြစ်ပါတယ် Glory be to God ဘုရားသခင်ကိုဘုံပေးတယ်ယေရှုဘုရားကိုကျေးဇူးတင်တယ်ကျွန်တော်တန်ဇာနီးယားကလာတာ prophet ပြောတာမှန်တယ် prophet ပြောတဲ့အမျိုးသမီးမှန်ပါတယ်အဲ့ဒီအမျိုးသမီးနဲ့ကျွန်တော်ကလေးနှစ်ယောက်ရထားပါတယ်မန်ရောက်မျိုးပြစ်ရောအမျိုးသားနှစ်ယောက်ကိစ္စနှစ်ယောက် ဝင်ရှုပ်တဲ့ပြဿနာနဲ့နင့်မှာငြိမ့်တက်ခြင်းမရှိတော့ဘူးလို့ပြောပါတယ်ဆရာဓမ္မရာဇင်ပထမဆောင် အခန်းကြီးကိုအငယ်ကိုကိုလူမျိုးမရေးပါတာမျိုးဖတ်နေပါတယ်ရှေးကာလမှာမင်းတို့သူကိုပရိုဖက်လို့ခေါ်တာဖြစ်တယ်ဆိုတော့ဒီနေ့ပရိုဖက်ကကန်တယ်လည်းပဲမင်းတို့စုခြေစုကိုရထားတာဖြစ်ပါတယ်အေဖေဝါရာခန်းကြီးလေး၁၁စနစ်မှာယေရှုခရစ်တော်က တချို့ကိုတမန်တော်အရာတချို့ကိုပရောဖက်အရာတချို့ကိုတရားဟောဆရာအရာတချို့ကိုတန်းအိုဆရာအရာเนาะတချို့ကိုသာသနာပြုအရာဒီလိုခွဲခန့်တယ်လို့ပြောတာဖြစ်တယ်ဆိုတော့ပရောဖက်ခခန့်တယ်တို့ကတော့ပရောဖက်အရာကိုရတာဖြစ်ပါတယ် It is true the dark shot woman was my first wife I ဆိုတော့ပရောဖက်မင်းရဲ့အဲ့ဒီ dark shot woman ပေါ့နော်အရင်နေနေပူတဲ့အဲ့ဒီ အမဲရောင်အမဲမလည်းဟာကျွန်တော်ရဲ့ပထမမိန်းမဟုတ်ပါတယ် Two children with her but သူမနဲ့ကျွန်တော်ရတာကလေး၂ယောက်ရထားပါတယ် Separated since separation there is nothing working in my life ဆိုတော့ကျွန်တော်ကကျွန်တော်မိန်းမနဲ့ क्वे တော့ပါတယ်အဲ့ဒီမိန်းမနဲ့ क्वे ပြီးကျွန်တော်ဘာလို့လို့မအောင်မြင်တော့ပါဘူးဆိုတော့ဘာကြောင့်လဲစာရန်ကနတ်မိန်းမကအလုပ်တာဖျက်ဆီးတာဖြစ်ပါတယ်ဆိုတော့ရှင်ယောဟန်ခန်းကြီး၈၄၄မှာဆိုလို့ရှိရင် မနတ်ဒီမကောင်းမှုအလုံးရအပါဖြစ်တယ်လို့ပြောထားတာပြည်သားဖြစ်တယ်။ရှင်ယောဟန်အခန်းကြီး30ငွေ30မှာယေရှုကမနတ်ဒီကိုချင်းတချင်းဖြတ်ချင်းကလာတယ်လို့ပြောတာဖြစ်တယ်။ဆိုတော့ဒီဒီလူထက်မှာဝင်တဲ့နတ်အမျိုးသမီးဟာသူ့သူ့ဇနီးမောင်နှံရဲ့အိမ်ထောင်ကိုဖျက်ဖို့လာတာဖြစ်တယ်။သူ့ရဲ့စီးပွားရေးကိုဖျက်ဖို့လာတာဖြစ်ပါတယ်။ I thank you God for revealing my problem. I ကျွန်တော်ရဲ့ပြဿနာအရင်းအမြစ်ကို ဖျားသခင်ကပရောဖက်အပြင်ဖော်ပြတော့ကြောင်းကျေးဇူးတင်တယ် Prophet for praying for me Prophet ကကျွန်တော်အတွက်ဆုတောင်းပေးတဲ့အတွက်ကျေးဇူးတင်တယ် And I ask Jesus to forgive me for the salvation of my soul ယေရှုခရစ်တော်ဖျားကျွန်တော်ပြစ်မှားခဲ့တဲ့အပြစ်ပေါ်နော်ခွင့်လွတ်ပေးပါ ပြီလို့ရှင် ကျွန်တော်ရဲ့ဝိညာဉ်ကိုလည်းကယ်တင်ပေးပါဖျားရကအလုံးကောင်းချီးပေးပါစေ